ရွှေမုံအလင်းတန်း channel ကပြန်လည်လို့ခြုံဆိုလိုက်ပါတယ်။ကျမတို့ရဲ့ channel ကနေပရာလောကစမ်းချက်ဇာတ်လမ်းလေးနဲ့ဂမ်ဘီယာစမ်းချက်ဇာတ်လမ်းလေးကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Emily တိတ်ပါပြီဗျာ။ဟာဒီဆောက်ကောင်မှတိရတောင်အခုချိန်ဒီဒုက္ခပေးနေတုံးမှလား။ဟာဒီမသားမကြောင့်ကောင်းကောင်းကိုမနေရပါလားနော်။အဲ့နေအဲ့ရထက်ကခြေတော်ကိုဆွဲချခံလိုက်ရတာကြောင့်တွဝိတ်တယောက်ပောက်ွဲထားခြင်းမှာဟိပေးဘာဖြစ်တာလဲ။ မိမိကြောက်တယ်ပေမိမိကြောက်တယ်သူပြောကြတဲ့နေ့ဒေါရတကြီးပောက်ကွဲပြောဆိုတဲ့နေ့ကြောင့်သူ့ရဲ့နှဘေးမှာအိပ်ပျော်နေတဲ့သူ့ရဲ့သမီးကလက်နိုးပြီးဒေါရထွက်နေတဲ့သူ့ရဲ့ပုံစံကိုမြင်ပြီးတော့လက်ရည်ငုံနေအတန်ကြားလိုက်မှတရိပ်ဝင်ပြီးသူ့ရဲ့ဒေါရတွေပြေးရောသွားပြီးဘာမှမဖြစ်ပါဘူးသမီးရေဖေကြီးဘာမှမဖြစ်ဘူးနော်မကြောက်နဲ့တော့လာလာသမီးလေးဖေကြီးစီကိုဖေကြီးသမီးလေးကိုပုံမြင်ပြောပြမယ် သူ့ကိုကြည့်ပြီးလမ်းငုံလေးသမီးလေးကိုပွေချီပြီးတော့အငုံတက်အောင်ချော့မျိုးစူးစမ်းနေခြင်းမှာပေမိမိကိုတချင်းစုပြပါလားဟင်ပါကောက်ခဲ့ပါဆိုတဲ့တချင်းဟာသမီးကလည်းအဲ့ဒီတချင်းဖေးကြီးမှမရတာသမီးရဲ့ဖေးကသမီးကိုပုံပြင်ပြောပြမယ်လीနော်ပေကြီးကလည်းမိမိကပုံပြင်မှနားမထောင်ကျင်တာမိမိကပါလေးတွေတချင်းကိုနားထောင်ကျင်တာသမီးမရင်နဲ့ကွာဖေးကြီးမရဘူးလို့ပြောနေရလေတော်ကြီး ပုံလေပြောမပြတော့ဘူးတချင်းလဲဆိုမပြတော့ဘူးတမီအခုပြန်အိတ်တော့မေးရေမေးဖေးရမမေအော်နေတယ်ဖေးရမမေမေးလို့မချစ်ဘူးဖေးရမမေမုံနေမေးရပဲချစ်တော့မေးဟာဒီကလေးကဲဟာအိပ်ပျော်နေရမှာခရင်မော်ကဆွဲချခံလိုက်ရတာကြောင့်လန်နိုလာကလေးကထွက်နေတဲ့ဒေါ်လာတွေပောက်ကွဲလာပြီး တတိတချက်လက်ကငိုယိုကြည်ကြနေသူ့ရဲ့တမီကိုရှိုက်ဖို့သူ့ရဲ့လက်ကို လေးပေါ်မြောက်တင်လိုက်ပြီးမှချစ်ချင်းဆိုလိုသူ့ရဲ့စိတ်ကိုသူပြန်ထိန်လိုက်လေအပြစ်ကင်းစင်တဲ့တမီလေးရဲ့မျက်နှာကိုငုံကြည့်တွုံးဝေအာယုံတွေက အတိတ်နေဆွဲနေစီပြန်လည်ရောက်ရှိသွားတယ်သူ့ရဲ့နာမည်ကတွုံးဝေသူ့ဇနီးနာမည်ကခွာညိုသိန်းမိဘတွေပေးစားခဲ့လို့ယူခဲ့ရပေမယ့်နောက်ပိုင်းမှာခွာညိုသိန်းကို သူအရင်ချစ်မိသွားခဲ့တယ်သူတို့အိမ်အောင်ကြပြီတနေ့ကြတော့ တို့မှာဖူးတက်ဝေလို့ခေါ်တဲ့သမီးလေးတယောက်ရလာခဲ့အရန်ပြင်ချစ်စရာကောင်းတဲ့သမီးလေးကိုလေချစ်လို့မဝတယ်လို့သူ့ရဲ့မိမပေါ်မှာပိုးကြီးအချစ်ပူလာခဲ့သူတို့ဘဝတွေကိုရောက်လာခဲ့သမီးလေးရဲ့နောင်ရည်အတွေ့အလုတ်ကိုနှစ်ဆကြိုးစားကပင်ပင်ပန်ပန်လှုပ်ခဲ့တာကသမီးလေးဖူးတက်ဝေလူတော်ကကြီးကိုဆောက်ရောက်လာတဲ့နေ့ကလေးအဆိုတော့အခုသူ့ရဲ့သမီးလေးပင်သုံးနှစ်သမီးဖြစ်နေပါပြီသမီးနဲ့ဇနီးကို တင်တောင်တင်နဲ့ထားချင်နေဆိုရဲစိတ်ကများနေတာကြောင့်ညီမြပြင်မန်းပါစေမညီညွတ်ပဲနဲ့စ조사နေခဲ့တယ်။နေမအားညမနာအလောက်조사ပတ်စံတွေပဲဖိရှာခဲ့တဲ့ရလကတော့နတ်တော်မနေ့ညမင်းမိမကိုဘဲတပိန်နဲ့လက်ချင်းကျိတ်ပြီးတော့ကော်ဖီဆိုင်ထဲဝင်သွားတာငါတွေ့လိုက်တယ်ကွအဲ့ဒီကောင်ဘာတူလဲမင်းရောက်ဖလားဟာဖေးရတာအကိုကကျွန်တော်မှရောက်ဖမရှိပါဘူးဗျ ျွန်တော်မိမလည်းမဟုတ်တော့ပါဘူးအကိုလူမာနေတာနေမှာပါဒါမှမဟုတ်အကိုလာနောက်နေတာများလားဒါနောက်ဆရာလားဟာငထွန်းလားငါမနောက်ဘူးလူမာဆရာလည်းမရှိပါဘူးမင်းမိမမမင်းမိမစစ်စစ်ကြီးဒါနဲ့နေပါဦးမင်းတို့မှာကလေးရှိတယ်မလားဟိုတခါတော့မင်းသမီးမွေးနေဆိုလားမင်းငါ့ကိုဖိတ်သေးတယ်လေငါမအားရနဲ့မလှဖြတ်တာဟုတ်တယ်မလားငါလည်းတိတ်တော့မမှတ်မိတော့ဘူးလူရောနေတာလားလို့အကိုကတော့နောက်ပြီဗျာ အဲ့ဒါကြောင့်အကိုကိုပြောတာပေါ့ကျွန်တော်မိမမဖြစ်နိုင်ပါဘူးလို့ကျွန်တော်မိမဆိုတုံးနဲ့သမီးလေးကိုအိမ်မှာတယောက်တည်းထားပြီးတော့ရှောက်လေမလားဗျပြီးတော့အိမ်မှာလူဖို့ရှိတာမဟုတ်ဘူးသူမထိန်ရင်ဘယ်သူထိန်မလဲအကိုပြောတာမမှားဘူးကျွန်တော်ကလေးမွေးနေအကိုကိုဖိတ်ခဲတာအသေးချာပဲဟာအကိုတယောက်လိုချစ်ခင်ရသူစီကပထမဆုံးအချိန်သူ့ရဲ့မိမစကားကိုကြားခဲ့စဉ်ကသူမယုံခဲ့ပါပုံမှန်အတိုင်းလှုပ်ရှားရှိတဲ့အလုပ်ကိုယ်ကအာယုံဆိုင်ပြီးလှုပ်လာခဲ့တယ် နောက်ပိုင်းမှာတော့သူမိမဖြစ်သူအကြောင်းကိုလူတော်တော်များများစီကပြန်လည်ကြားလာခဲ့ရသည်ကြားတိုင်းလည်းမဖြစ်နိုင်ဘူးလို့ညင်းဆန်ခဲ့ကြတာမိမဖြစ်သူကိုလည်းပြန်မမေ့ပြက်ခဲ့ပါသူအရင်ချက်ရတဲ့မိမဖြစ်သူကညိုညင်သွားမှကိုသူအရင်ကိုစိုးရိမ်နေတယ်ကြားရတဲ့တရင်အရာဆိုရင်ခွာညိုနဲ့တွဲနေတယ်သူဆိုတာတင်းမောတက်သွားခဲ့တဲ့ရီစာဟောင်းထင်ကြရဆိုတဲ့လူဖြစ်ကြောင်းသိလိုက်ရတယ်ကျင်းတည်တယ်လို့သိနေခဲ့ပြီဖြစ်ပေမယ့် သူရဲ့မိမကိုဖွင့်မမေးရဲ့ပဲမတိချင်အောင်စာမီနင်းနေခဲ့မီသူရဲ့မိမဖောက်ပြန်နေတဲ့ဆိုရဲတရင်ကိုကြိုင်းသူရဲ့နားလေးကိုတန်ရီပူလောင်ထဲခံရတာထက်ကိုပူလောင်လုံးပြီးသူရဲ့အသေးနှလုံးကမင်းနဲ့မြိုက်တယ်လို့နာကျင်စွာခံစားနေရတယ်။နောက်ပိုင်းကြားလာရတဲ့တရင်စကားတွေကပိုရီပိုရီပဲဆိုးလာခဲ့တယ်။တမီလေးကပါရက်ွက်ထဲကမိမတယောက်အိမ်ကိုပို့ပြီးပတ်စံပြီးထိန်ခိုင်းပြီးသူရဲ့ရေစာဟောင်းနဲ့ရှောက်လဲနေတယ်။ တဲခုကံမှာတွေ့ခဲ့တယ်နောက်ဆုံးသူ့အိမ်ပေါ်မှာပါဘလို့မှဖုံးဖိလို့မရအောင်မင်းသူ့ရဲ့မိမရဲ့မကောင်းတဲ့တွေက လူတိုင်းပြောနေကြတဲ့အဖြစ်ကိုရောက်လာတော့ရယ်သူကိုယ်တိုင်ချက်လွန်တာကြောင့်မပြတ်နိုင်ရမတိချင်အောင်ဆောင်ကနေပြီးနေဆိုရင်မင်းပဝုံချိန်မှာရှိတဲ့လူတွေကိုချက်ချင်းမင်းမျက်နှာချင်းမဆိုင်ရတော့ပါရှင်လွန်တာကြောင့်ကျောစီရဇာကမဖြစ်အောင်ရှောင်ရင်မမြင်ကြအောင်ဆောင်ပြီးခေါင်းကုန်ရှာရတဲ့အဖြစ်ကိုရောက်လာခဲ့ ရေစားဟောင်းလင်ငယ်နှင့်ဖောက်ပြန်နေတာကိုတိတိနှင့်နှွားပြစ်ခံပြီးသူ့ရဲ့ဆန္ဒတွေဖြည့်ဆည်းပေးနိုင်ခဲ့တာပဲလို့နားလည်ပေးနိုင်ခဲ့ပေမယ့်သူတိတ်ချရတဲ့တမီလေးကိုပဲတပါးသူနဲ့ပြစ်ထားတာကိုကြားပြီးနောက်ပိုင်းသူဘလို့မှမခက်စားနိုင်တော့ပေါ်တင်ဖွင့်ပြီးပြပြတသားလုံတော့မှဖြစ်မယ်လို့ဆုံးဖြတ်ပြီးတော့အဲ့ဒီနေ့ကအလုကဆော့ဆော့ပြန်လာခဲ့တယ်အင်ကိုပြန်ရောက်လာတော့တမီလေးကိုရေချိုးပေးပြီးခါစားတနခါလိမ့်ပေးနေတဲ့မိမဖြစ်သူကိုတွေ့ရကြောင်းခွာညို့ နင်ဒီနေအပြစ်မသွားဘူးလားကျမဘယ်ဟုတ်သွားရမှာလဲနင်သွားနေကြနေရတယ်နင်သိမှာပေါ့မသွားတော့လေကောင်းတာပေါ့ငါနှင်းကိုမေးစရာရှိတယ်ဘာမှမမေးနဲ့ရှင်မင်းမကျမသိကျမလည်းအဲ့ဒီကိစ္စပဲရှင့်ကိုပြောချင်နေတာနင်ကငါ့ကိုပြောမယ်ဆိုတာကြိုသိနေတယ်ပေါ့ဟုတ်လားဟုတ်တယ်ထွန်းဝီရှင်ပါပြောမယ်ဆိုတာကျမသိတယ်ထွန်းဝီလို့နာမည်အတက်ခံလာရတာကြောင့်သူရဲ့စိတ်ထဲဒေါရာထောင်းကနေထထားတယ်ဘာထွန်းဝီဟုတ်လား နေငါ့ကိုဘယ်တော့ကအဲ့လိုခေါ်ဘူးလဲအေးပေါ့လီနေကအခုတော့အားကိုးရှိပြီဆိုပြီးနင်းထက်အကြီးအိမ်နာဦးစီးငါ့ကိုတောင်နာမည်တက်ခေါ်ရဲပြီပေါ့ဟာကောင်းနေထွန်းဝေကောင်းနေနွားကြီးထွန်းဝေလေတာခေါ်လိုက်ပါတော့လားကွာဟေးရှင်အဖိုးရီပြောမနေနေကျမရှင်နေမပေါင်းနိုင်တော့ဘူးကျမကိုခုချစ်ချင်းကြွားပြီ ကျမအခုပဲစင်းတော့မင်းတမီးလေးကိုလည်းကျမခေါ်တော့မင်းဘာကြွားမင်းဟဲ့လားတမီးကိုပါခေါ်တော့မင်းမင်းယူနေလား အေးမင်းရောငါသမီးပါဘဲမှမသွားရဘူးငါရင်ဖက်ကြီးတဲ့ကဘဲဦးမှမသွားရဘူး